မင်္ဂလာပါရှင်မြစ်တန်ရဲ့ channel ကိုစောင့်မျှော်အားပေးနားဆင်နေကြတဲ့ချရာရဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေအခုတခါတင်ဆက်ပေးသွားမယ့်ဆက်လက်လေးကတော့ဆရာမောင်စနေရှိတာထားတဲ့မောင်စနေနဲ့မော်တော်ဆိုင်ကယ်တရေဆိုရဲပရာလောကဇလံကောင်းလေးကို တင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်နားဆင်ပေးပါအောင်ရှင်ကျောဦးတော်ကြီးမသွားပြတာတပတ်ကျော်ပြီဗျာ ကျောင်းမှာလည်းစွန်ကြွေကွန်ကြွေလေးပဲဆက်နေရဆိုတော့ဝေယဝိဇာအလုပ်တွေများတယ်လေဗျာတနေ့တော့မနေ့မှာပေါ့ကျုပ်တို့ကျောင်းကဖုန်ကြီးကိုရင်ဘိုးကနေကျုပ်တို့အားလုံးဇောင်းထဲမှာထိုင်ပြီးတော့တရားကျောင်းကိုရင်လေးပဲပို့ချနေရဲ့စာဝါကျောင်းတွေကိုပြောနေကြပေါ့ဗျာကိုရင်နှစ်ပါဘရော့စာသင်တိုက်ကြွမလဲဖေယားတပည့်တော်ကတော့ဖုန်ကြီးစီမှာပဲဒကြိုတရုတ်ခွဲပြီးအောင်တင်ကြမှာလေဖေယားအေးလေအဲ့ဒါဆိုလေကိုရင်သဘောပါပဲဒါနဲ့စနေ မင်းလည်းချင်းချင်းနေပါလားမင်းရဲ့ဆရာကြီးစီမသွားဘူးလားအလုံးများနေလို့မသွားပြူဘုရားအေးတကာတောက်ကြီးကလူကောင်းပါသူကတနာတတော်ရှင်းမကြည့်နောင်မကြည့်လောက်တက်တာလေးတခုပဲဆိုတာမှန်ပါဗျာသူကကိုမောင်နှုတ်ကိုအခုထိတနာနေရောမဲနောက်ထပ်ထပ်ပြီးတနာရင်ဒီမျိုးကမင်းမပြောတွေကုံတော့မပါဖျားတဲဒီစနေကတော့အကောင်းပြောရင်းနဲ့ဖောက်ဖောက်လာတယ်ဖုန်ကြီးကကြောက်ကိုကြည့်ပြီးပြုံးဆဆနဲ့ပြောလာတယ် ကျောက်တို့စကားကောင်းနေတော့ကျောင်းလေးကိုလူနေရဝင်လာတယ်။အဲဒီလူနေရကျောက်တို့အနာရောက်လာတာနဲ့တယောက်ကဂုံးပေါ်ဆူရွာက ကိုထိတ်ကြီးမြန်တိလိုက်ရတယ်။ကျောက်လေးကိုထိတ်ကြီးကိုသိနေရဆိုတော့နှုတ်ဆက်လိုက်တယ်။ကိုထိတ်ကြီးဘလို့လောက်ပြီးကျောင်းကိုရောက်လာတာလဲဗျ။ခဏညီလေးကိုထိတ်ကြီးကပြောပြောဆိုဆိုဖုန်းကြီးကိုဥချရဲ့ဗျ။ပြီးတော့မှကျောက်ကိုစကားဆိုရင်။ဆရာကြီးကိုလာပင်တာ။ဆရာကြီးကအခုအကိုတို့ရွာကိုမလိုက်နိုင်တော့ဘူးတဲ့။ဟေးဘာဖြစ်လို့လဲဗျ။ အရင်တစ်ခေါက်ကအကို့တော်ဟာသူပြောတာကိုလုံးဝလက်မခံဘူးလေဗျာအဲ့ဒါကြောင့်မလိုက်တော့တာထင်နေတေချာပြောကြည့်ပေးပါဦးမရလောက်ဘူးငါညီအဲ့ဒါကြောင့်ငါညီကိုစုံစမ်းပြီးတော့အရောက်လာခဲ့တာဟုတ်လားကြောက်လိုက်ပြောပေးရမလားဦးတောက်ကြီးကိုမရလောက်ဘူးမင်းတို့မကလို့ဘယ်တကြားပဲလာပင်ပင်မလိုက်ဘူးလို့အပြက်ပြောလိုက်တာကြောက်နဲ့ကိုထိတ်ကြည့်ပြောကြဆိုကြတာကိုဖုံးကြီးအပါဝင်ဘိုးကတော့နားမလည်ကြဘူးပြို့ပြီးတော့မှကြောက်လေဖုံးကြီးကို ိုးတောင်ကြီးနဲ့ဂုံးပေါ်စုရွာစီတွားခဲ့တဲ့အကြောင်းရဲ့ဒေါ်ချစ်ရဲ့သားကမော်တော်ဆိုင်ကယ်ကိုဆွဲနေတဲ့အကြောင်းကိုရှောက်တင်တော့ဆရာတော်ဦးကောင်းကိုညှိပြီးကိုထိတ်ကြီးကိုမိတ်နေဗျ။ကဲတကာကြီးအဲ့ဒီအတွက်တော့ပူမနေနဲ့ဖုန်းကြီးရဲ့ကပ်ပီးယားနဲ့ចောင်းသားကကုညီလိုက်မယ်။ဖုန်းကြီးအဲ့လိုမိတ်တော့ကျောင်းနဲ့ဘိုးကမတိုင်မဲတာပဲတယောက်နဲ့တယောက်ကြိတ်မိသွားရပေါ့ဗျာ။တေကြတာကတော့ကျောင်းနဲ့ဘိုးကဂုံးပေါ်ဆွေရွာလေးကိုလိုက်သွားရရမယ်ဆိုတာပါပဲ။ဂုံးပေါ်ဆွေရွာလေးကိုကိုထိတ်ကြီးတို့နှစ်ယောက်နဲ့တူ ကျောင်းနဲ့ဘိုးကတော့လိုက်သွားကြပြီပြို့ဘိုးကကတော့လွှဲကြီးထဲမှာလိုအပ်တဲ့ပစ္စည်းပစ္စယတွေရှုလာတယ်အတိကကသူ့ကွန်အပေါ့ဗျာအဲ့လိုနဲ့ညနေမိုးချုံမှဂုံးပေါ်စုရွာကိုရောက်လာကြတယ်ပြို့ကိုထိတ်ကြီးကကျုပ်တို့ကိုဒေါ်ချင်းရဲ့အိမ်မှာပဲနေရပေးရဲ့သူတို့လည်းကျုပ်တို့နဲ့အတူလာနေပေးကြပေါ့ဗျာဒေါ်ချင်းကအခုအမြင်မှန်ရသွားပြီဆိုတော့စိတ်နာကောင်းလိုက်တာဗျာအစကဦးတောင်ကြီးကိုမင်းနေတယ်ရဲ့ကိုထိတ်ကြီးကဦးတောင်ကြီးတက်စံနေဆရာကြီးပါလာတယ်ဆိုပြီးဘိုးကောင်ပြပြီးပြောလိုက်တော့ တော့ကျက်ခမလက်အုပ်လေးခြေပြီးဘလုံးမထွေးနဲ့စကားတွေပြောလာတယ်ပြို့သူပြောတာကိုကျောက်တို့ကဘလုံးလုံးနားလဲလိမ့်မတော့အမေဘိုးကနဲ့တယ်ဗျတမင်ဝေထိုင်နေတာမဟုတ်ဘူးပြို့ဆရာကြီးဝေထိုင်တယ်လို့ထိုင်နေရဗျဘိုးကကတော့ချေပြောတာကို နားမလဲပေမဲ့ကျောက်ပြောပြထားတော့အကျိုးအကြောင်းသိပြီးတော့ရမ်းတော့တာပဲတူမကြီးစိတ်ချကျောက်ကတူမကြီးရဲ့အသားကိုကယ်တင်ပေးမှာပါကောင်းရမွန်ရဘွားကိုရအောင်တော့တူမကြီးကအလူတနာပြုတ်ပေးရလိမ့်မယ် ဘောကရဲ့ဇကားတွေကိုချုပ်တော်အတော်သဘောကျသွားတယ်ဗျ။ကိုထိတ်ကြီးညရွာသားတချို့ဆိုကွန်ကျိုးတက်နေတဲ့ဘိုးကကိုဥပရိယကောင်းနေဆရာကြီးရဲ့လို့တော်အချင်းချင်းမှတ်ချက်ပေးနေသေးရဲ့ဗျာ။သူတို့အဲ့လိုပြောတော့ဇက်ပွဲတွေတဲကဆက်ကူကောင်းပေါင်းတဲ့လူကြီးကိုရွှေမောက်တပြောင်းပြောင်းနေဆိုပြီးပြောတဲ့အပြောကြောင့်ကြီးစုသူတွေစိတ်ထဲမှာပါအံ့ဩပါနဲ့ဖြစ်ကြတယ်လို့ထင်တယ်။အဲ့ဒီတူစာအပြောကောင်းတဲ့ဘိုးကကိုကိုထိတ်ကြီးတို့ကလည်းဥပရိယကောင်းနေလို့မြင်နေကြခြင်းဖြစ်မယ်လို့ချုပ်တွေးမိရဲ့ဗျာ။ အလုံနဲ့ဘိုးကကဒီနေ့တော့ခရီးပတ်နေလို့တောင်းနေမှာအလုံစားကြတာပေါ့လို့ပြောပြီးကျုပ်တို့တွေအေးအေးဆေးဆေးအနားယူကြတာပေါ့ကိုထိတ်ကြီးဆိုတော့ကျုပ်တို့တွေအိမ်ဦးကမှာဆောင်းကောင်းအောင်အစ်စ်တွေနဲ့အိပ်ဖို့အိပ်ရပါပြင်ဆင်ပေးထားပြို့ဘိုးကကကျောင်းမှာကပ်ပြရလို့တာကြာပြီဆိုတော့စကားပြောပုံကဓမ္မကတိကအတိုင်းပဲအဝဇန်းကလည်းရှင်ပါအင်းတေတော်သူကြိုင်မေးဆိုပေမဲ့မြစ်တာတရားကြီးမာတဲ့မိခင်ဖခင်တွေကတော့လွယ်လွယ်နဲ့မေးနိုင်ကြပါမလားကွယ် ထို့အတူပဲတည်တွန်သွားတဲ့သူတွေကလည်းသူတို့ရောက်ရှိရမယ့်ပုံပေါ်ဝကိုမရောက်ပဲအစွဲကြောင့်မကြုတ်ဘူးဆိုတာကြံခဲ့တဲ့သူတွေကိုတယုံစင်မကုံလို့ပေါ့ဘိုးကရဲ့အပြောတွေကြောင့်ဒေါ်ချစ်ကမြဘေးရင်ကမြို့သမီးကြီးတက်တိုက်ဝိုင်းဝန်းချက်မို့ရတဲ့အထိတက်မတက်ချက်မတက်ငိုသွားတာပဲကြောက်ပြင်ဘိုးကကိုနောက်ထပ်ထပ်မပြောဖို့ခါတို့ပြီးတတိပေးလိုက်ရတည်ရဲ့အဲ့လိုနဲ့ကျုပ်တို့တွေအိမ်ရောက်ဝင်လိုက်ကြပါဗျာညတကောင်ကျော်အချိန်မှာဘိုးကကျုပ်ကိုနှိုးလို့ကျုပ်အိမ်ညာက နိုးလာတယ်ဗျာ ဘိုးကကကျုပ်ကိုအတန်ခတ်အောင်နေပြောလာတယ်။စနေအိမ်အောက်ကဘားတန်တွေလည်းကြားလာ။မော်တော်ဆိုင်ကစံနိုးတန်ပြ။ဒီချိန်ကြီးဘသူကမော်တော်ဆိုင်ကိုစံနိုးနေရလဲဟ။ဘိုးကကတော့ပြောတော့မေဆိုင်ကမှာဆွဲနေရယ်မကြမ်းမလို့တဲ့သူကိုလာထုတ်ပါရဲ့ဆိုမှာဗျာ။အော်အေးအေးအေးငါမေ့သွားရယ်ကွာ။ကဲကဲအိမ်အောက်ကိုဆင်းကြည့်ကြစို့။အဲ့လိုနဲ့ဘိုးကနဲ့ကျုပ်အိမ်အောက်ကိုဆင်းလိုက်တယ်။အိမ်နောက်ခန်းမှာတော့ကိုထေကြီးနဲ့သူ့ရဲ့အပေါင်းအသင်းနှစ်ယောက် အိတ်နေတာများဟောက်တောင်ဟောက်နေသေးရဲ့ဗျို့ကျောက်တူအိမ်ရောက်ကိုရောက်တော့မော်တော်ဆိုင်ကယ်ကိုဓမီနဲ့ထိုးစီလိုက်တယ်ဆိုင်ကယ်ပေါ်မှာဒေါ်ချစ်ကကာယာခွာကြီးဗျဓမီနဲ့အထိုးခံလိုက်ရရင်ဒေါ်ချစ်ကကျောက်တူဘက်ကိုလှည့်ကြည့်ပြီးတော့ပြုံးပြလာတယ်သူ့ပုံစံကပုံမှန်တော့မဟုတ်ဘူးဗျို့တခုခုပူးကတ်နေတယ်လို့ပဲအဲ့လိုနဲ့မကြပါဘူးဗျဘေးအိမ်ကသူနဲ့ရွယ်တူဒေါ်ချစ်တယောက်ရောက်လာတယ်ဘေးအိမ်ကအတော်ကြီးဒေါ်ချစ်နောက်ကနေတက်ခွာပြီးရတယ်ဒေါ်ချစ်ကဆိုင်ကယ်ကိုအိမ်ဝိုင်းပြင်မောင်းထွက်သွားတယ်အမေ ဆိုင်ကယ်ကိုဟိုဘက်ရင်ဒီဘက်ရင်တော့လှုပ်သွားသည်ရဲ့တို့တို့လည်းကြောင်ငွေးနေရကနေဘိုးကောင်တတိပြေးလိုက်ရတယ်ဘိုးကလော်အောင်လေဗျာဒေါ်ချစ်တို့ကဆိုင်ကယ်နဲ့သွားပြီအေးကွာငါ့သူ့ကိုဆိုင်ကယ်မစည်းတက်ဝဲထင်နေတာညဘက်ရောက်မှာပဲဆိုင်ကယ်ခိုးစီးရတယ်လို့ကွာပေါ်ပေါ်တတင်စီရောဘာဖြစ်မှာမဟုတ်လို့လဲဘိုးကကဒေါ်ချစ်ကိုဆိုင်ကယ်စည်းကျင်လို့စီးရထင်နေတာအဲ့တော့ကြောက်လေဘိုးကမျက်နှာကိုတမင်းနဲ့ထိုးရင်းနဲ့ပြောလိုက်တယ်အဲ့ဒါဒေါ်ချစ်ကိုတရေပူးသွားတာဗျဟေးအဲ့လိုလား အလုံးနဲ့ကျုပ်လဲဘိုးကကိုနောက်ထပ်စကားမပြောတော့ဘဲကိုထိတ်ကြီးတို့အဖွဲ့ကိုသွားနိုးပြီးအကျိုးချမ်းပြောလိုက်ရတော့တယ်။ကျုပ်တို့တွေရွာလေလမ်းတိုင်းတကောင်ကျော်အချင်းကြီးသွားနေရပြီ။ဓမီးရောင်တွေတဝင်းဝင်းနဲ့ပေါ့ဗျာ။ကျုပ်တို့တွေဆိုင်ကယ်သွားနိုင်လောက်တဲ့ဘက်ကိုလိုက်သွားလိုက်ကြတာ။ရွာတင်းဆိုင်နာရောက်တော့မှဆိုင်ကယ်မီးတဝင်းဝင်းနဲ့လက်ပတ်မောင်းနေတဲ့ဒေါ်ချစ်တို့ကိုတွေ့လိုက်ရတယ်။ကျုပ်တို့ဓမီးနဲ့ထိုးကြည့်လိုက်တော့ဒေါ်ချစ်ကရီမမောနဲ့ဆိုင်ကယ်မောင်းနေတယ်။နောက်ကမြို့သမီးကြီးကလည်းရီမောလို့ပေါ့ဗျာ။ အဲ့နဲ့ကိုထိတ်ကြီးကိုကျုပ်ကမေးလိုက်တယ်။ကိုထိတ်ကြီးဒေါ်ချစ်နောက်ကအတော်ကြီးကဘာလုပ်လဲ။အဲ့ဒါကတာမိုးနဲ့တူဆုံးသွားတယ်။ရင်စိုးရဲ့အမိတော်မြင်လေ။ဟုတ်လား။ကဲကိုထိတ်ကြီးရေသူတို့နှစ်ကိုခေါ်ပြ။အရေးတို့ရေဆိုင်ကယ်ရပ်ပါအောင်။ဟာကိုထိတ်ကြီးကလည်းသူတို့ကရိုးတန်းတန်းဆိုင်ကယ်စီးနေရမဖြစ်နိုင်ဘူးဗျ။ဆိုင်ကယ်တိုက်ပြီးဆုံးသွားတဲ့သူတွေရဲ့နာမည်ကိုခေါ်။အော်အေးအေးကိုထိတ်ကြီးကပြောပြောဆိုဆိုဆိုင်ကယ်လက်ပတ်စီးနေတဲ့ဒေါ်ချစ်တို့ကိုနောက်တစ်ကြိမ်အော်ခေါ်လိုက်တယ်။ Hey, တာမိုးနဲ့လွင်ဆိုဒီလိုလားကျဲလောင်နှားတဲ့ကိုထိတ်ကြီးရဲ့အော်တန်ကြောင့်ရီမမောဆန်ကယ်စင်းနေရဲ့ဒေါ်ချင်းနဲ့ဒေါ်မြင့်တို့ကကိုထိတ်ကြီးကိုတချက်ကြည့်ပြီးကျုပ်တို့ရှိရာကိုဆန်ကယ်ကိုအလင်းမြန်မောင်းလာတယ်ကျုပ်တို့အနာရောက်တော့ဒေါ်ချစ်ကဆန်ကယ်ကိုရှက်လိုက်တယ်ဗျပြီးတော့ကိုထိတ်ကြီးကိုစားကြည့်လာပြီးကိုထိတ်ခမဆန်ကယ်စီးကျန်လို့လားဒေါ်ချစ်ကစကားမပြောတတ်ဘူးလေအခုဒေါ်ချစ်စီကဒီစကားတန်ကြားလိုက်ရတော့ကိုထိတ်ကြီးအပါဝင်သူ့အပေါင်းအသင်းတွေပါအံ့ဩသွားကြတယ် ကျုပ်တို့ကတော့မအံ့ဩတော့ပါဘူး။ဘာလို့လဲဆိုတော့ဒေါ်ချီရဲ့သားတာမိုးဝင်ပူးနေတာအစိုးရကသိလို့ပေါ့ဗျာ။နောက်တော့မိရာကိုပြန်မဖြေပဲ။ကြောင်ငင်းကြီးရဲ့ကိုထိတ်ကြီးကိုတာမိုးဝင်ပူးနေတဲ့ဒေါ်ချစ်ကနောက်ထပ်စကားထပ်ပြောပြန်တယ်။ကိုထိတ်ခမရကျုပ်တို့ကိုစိတ်ဆိုးနေတုံလား။ကိုထိတ်ကြီးဘာပြန်ပြောလို့ပြောမယ်မသိ။အဲ့တော့ကျုပ်လည်းသူ့နားကပ်ပြီးလေးတန်းတူတူနဲ့ပြောလိုက်တယ်။ကိုထိတ်ကြီးအကြီးရဲ့ခန္ဓာကိုယ်ရဲ့ကိုခမရကြီးတာမိုးဝင်ပူးနေတာမကြောက်နဲ့ ခမားသူကိုပြောချင်တာ၀ိတာပြောကျိုးအဲ့လိုပြောတော့ကိုထိတ်ကြီးကတာမိုးဝင်ရောက်ပိုးကန့်နေတဲ့ဆိုင်ငယ်ဘောကဒေါ်ချေကိုမရေတရေလေးနဲ့ပြောလိုက်တယ်မင်းမင်းကတာမိုးလားဟုတ်တယ်လေကျုပ်ကတာမိုးကျုပ်နောက်ကလွင်ဆိုးမင်းမင်းတို့ဘာလုပ်နေရလဲလွင်ဆိုးမိကကျုပ်နဲ့ဆိုင်ငယ်စည်းချင်တယ်ပြောဘူးလို့ကျုပ်တို့ကအမေရဲ့စနာကိုဖြစ်စေပေးတာမင်းနဲ့သူတို့နဲ့ကဘဝမတူတော့ဘူးအဲ့လိုတွေဝင်ဘူးလို့မိလာဦးလေကွာဟာကျုပ်တို့ဒီလိုဝင်ဘူးမှသာသူတို့ကိုဆိုင်ငယ်စည်းလို့ရမှာပေါ့ ကိုထဲကြီးဘလို့ပြန်ပြောရမယ်မသိဖြစ်နေပုံပဲဗျအဲ့ချိန်မှာဘိုးကကဝင်ပြီးတော့ပြောပြီးရယ်ကောင်းလေးတွေမင်းတို့အမေတွေကငါ့ကိုခေါ်ထားတာမင်းတို့တွေဒီဘက်မှာရောက်နေတာသူတို့စိတ်မကျန်းသာလို့တဲ့မင်းတို့နှစ်ယောက်ရဲ့အစွဲတွေကိုလက်လျှော့လိုက်ပါတော့ကွာဒီဘိုးတော်ဘာလေးလာပြောနေရလဲကျုပ်ကတို့အမေအိမ်မှာမနေလို့ဘယ်သွားနေရမှာလဲမင်းတို့ကောင်တွေမှားနေပြီမင်းတို့ကမင်းတို့အမေတွေကိုဒုက္ခပေးနေတာဟဲ့လူကြီးခမရဘာလေးလာပြောနေရလဲ ကျောင်းမေကကျုပ်ကိုပြော့ဘူးတယ်ဆိုင်ကယ်စီးကျင်နေတဲ့လွယ်စိုးမေကလည်းပြော့ဘူးတယ်အဲ့ကြောင့်သူတို့ကိုဆိုင်ကယ်စီးခိုင်းတာအဲ့ဒါမှားနေရဲ့ကွာမင်းတို့တွေဝင်ပူးနေလို့သားသူတို့ကတန်မာတယ်လို့ဖြစ်နေရဒီလောက်ကြီးရဲ့မော်တော်ဆိုင်ကယ်ကိုထိန်းထားရတာမင်းမရဲ့ကိုခန္ဓာဘလောက်ပင်မဲ့မဲ့ဆိုတာမတွေးမိဘူးလားမင်းတို့အမေတွေကအသက်ကြီးနေပါပြီကွာဒုက္ခမပေးပါနဲ့တော့ဘိုးကအဲ့လိုပြောတော့တာမိုးဝင်ပူးခံနေရတဲ့ဒေါ်ချေငြိမ်သွားတယ်ဗျပြီးတော့ကိုထေကြီးကနောက်ထပ်စကားထပ်ပြောပြန်ရောငါညီတာမိုး မင်းသေးပြီးရအောင်မင်းအမေငါ့အတွက်ကိုထပ်ပြီးရောဒုက္ခမပေးပါနဲ့တော့ကွာမင်းမော်တော်ဆိုင်ကဝယ်ခြင်းနဲ့ဆိုလို့အမျိုးတွေက တားနေရကြတဲ့ကပဲလယ်ရီနွားတွေကိုရောင်းပြီးဝယ်ပေးခဲ့တာနော်စကားမပြောတတ်တဲ့ငါ့အတော်ကမင်းတေးရတာသူမော်တော်ဆိုင်ကဝယ်ပေးမိလို့ဆိုပြီးလိုက်တယ်မလို့လှုပ်သေးရဲ့ကွာမင်းအဲ့ဒါတွေလည်းသိရဲ့လားအခုလည်းအသက်ကြီးနေတဲ့မင်းအမေငါ့အတော်ကိုမင်းရဝင်ပူပြီးဒုက္ခပေးနေပြန်ပြီမင်းရမတေခင်တုန်းကဒုက္ခပေးရမဝလို့တေးရက်ထိလိုက်ဒုက္ခပေးနေရလားတာမိုးရား ကျောက်ကအမေကိုဒုက္ခပေးခြင်းလို့မဟုတ်ပါဘူးဗျာအဲ့လိုမပြောပါနဲ့ငါလည်းမပြောချင်ပါဘူးတာမိုးရမင်းတို့ငါတော်ကအလှတန်းတွေလှုပ်ပေးနေတာပဲအမြတန်းတွေလည်းဝေတယ်မင်းကဘာလို့မကြွတ်ချင်ရတာလဲကျောက်ဆိုင်ကနေကျောက်အမေနာကနေဘယ်မှမသွားဘူးခတ်လိုက်တာတာမိုးရကိုထေတီထမပြောနိုင်တော့ဘူးအဲ့တော့ကျောက်နဲ့ဘိုးကကပဲဆက်ပြောရတော့တယ်ကိုတာမိုးခမည်းဒီလိုဘွားရောက်နေတာကိုခမည်းမေကပြောနေတယ်များထင်နေလားဟဲ့ကောင ုတကငါ့ကိုလာနေတာမင်းမဟုတ်လားအဲ့ဒါကအရေးမကြီးပါဘူးကြုံမိတာပဲဖြေပါ ခမရဒီဘွားရောက်နေတာခမရမိကပြောနေရဲ့ထင်လားငါရှိနေရင်အမေကပြောတယ်ကွာခမရလူမဟုတ်တော့ဘူးကိုသားသမီးမကောင်းတဲ့ဘွားရောက်နေတာကိုဘယ်မင်းဘကမှမပြောဘူးကျုပ်တို့ခမရနှင်ထုတ်ရမလားကောင်းကောင်းမွန်မွန်အမြတမ်းပေးဝေတာကိုတာတူးခေါ်ပြီးကောင်းရမွန်ရဘွားကိုသွားမလားရွှေကျုပ်လည်းစိတ်ပောက်ပောက်နေပြောမိပြောရတွေလှုပ်ပြောလိုက်တယ်ဗျာ ောက်ထပ်တော့သူတို့စကားထပ်မပြောဘူးညင်နေရဲ့အဲ့တော့ဘိုးကကထပ်ပြီးတော့ပြောပြန်ရောဗျကဲမောင်တာမိုးနဲ့မောင်နေဆိုရင်မင်းတို့ရဲ့ရွေးချယ်မှုကအတိတ်ကပဲမင်းတို့အခုလိုထင်ရတယ်ရှောက်လို့နေမယ်ဆိုရင်ငါကတော့ဟောရီကစနေဆိုတဲ့ငါတပည့်ကိုလွှတ်ပေးရလိမ့်မယ်အဲ့ထင်ကြမှာမင်းအမေနဲ့လည်းဝေးမယ်မင်းဆိုင်ကလည်းအဆရှာလို့ရမှာမဟုတ်ဘူးပြီးတော့မင်းတို့ကိုယ်တိုင်လည်းအဝေးစီးကိုတွားရလိမ့်မယ်ဒီတော့ငါမင်းမယ်မင်းတို့ကောင်းနေနှစ်ယောက်ကောင်းရမွန်ရဘွားကိုရောက်အောင် အမြတမ်းပေးဝေတာလက်ခံမလားငါတပည့်ကိုလှုပ်ချင်တာလှုပ်ဆိုပြီးတော့လှုပ်လိုက်ရမလားဘိုးကရဲ့စကားကြောင့်တာမောဝင်ဘူးတာခံနေရတဲ့ဒေါ်ချင်နေလွင်စိုးဝင်ပူးနေတဲ့ဒေါ်မြင့်တို့တယောက်ကိုတယောက်ကြည့်နေကြရပြို့ပြီးတော့မှဘိုးကပြန်လို့ပြောလာတယ်ခမရတပည့်ကိုတော့မလှုပ်ပါနဲ့အမြတမ်းဝေတာကိုကျုပ်တို့လက်ခံပါမယ်အေးကောင်းတယ်အဲ့ဒါဆိုမင်းတို့အမေရဲ့ကိုရဲကနေနှစ်ယောက်တော့အခုပဲထွက်ကြတော့ဘိုးကရဲ့စကားဆုံးတာနဲ့ဒေါ်ချင်နဲ့ဒေါ်မြင့်တို့တစ်ချက်တုံသွားပြီသူတို့မတော်ဆိုင်ကေပေါ်မှာ ကရခွာအနေထားနဲ့ထိုင်နေရကိုအံ့ဩသွားပုံရတယ်။ဆိုင်ငယ်ဘောကတော်ချက်ကတော့ဝူဝဝနဲ့တူဖြစ်သူကိုထိတ်ကြီးကိုလှမ်းအောင်ပြောနေတော့တယ်။ဒေါမင်းကတော့ဟက်တပ်လို့တော့ငါတို့ကဘယ်လိုလုပ်ပြီးတာမမတော်တုံကြီးဘောမှာကရကြီးဖြစ်နေရလဲ။ဒေါမင်းကသူခေါ်နေကြမော်တော်ဆိုင်ကထွက်တဲ့တထုပ်တို့အတန်ကိုအစွဲပြုတ်ပြီးမော်တော်ထုတ်လို့ခေါ်ပုံပဲ။ကိုထိတ်ကြီးနဲ့တို့တို့တွေမော်တော်ဆိုင်ကိုပြေးထိန်ပြီးပြီးတော့ဒေါချင်းနဲ့ဒေါမင်းကိုအိမ်ပြန်ခေါ်ခဲ့ရပါဗျာ။ နောက်နေ့မနက်လေနော်ကျုပ်ရဲ့ဘိုးကရဲ့ကိုထေကြီးတို့အပေါင်းအသင်းတွေရဲ့ရှင်းဆက်လို့ရမယ့်ကိစ္စကိုတိုင်ပင်ပြီးဒေါ်ချစ်ကိုပြောပြကြတာပေါ့ဒေါ်ချစ်ကကျုပ်တို့ပြောတာပြီးနားလေတယ်သူပြောတာပဲကျုပ်တို့နားမလဲလားကျုပ်တို့ကလက်ဟန်ချေရန်နဲ့ပြောတာကိုလည်းနားမလဲဘူးဆိုတော့ကိုထေကြီးကိုပဲအားကိုးရတာပေါ့ကျုပ်တို့တွေစကားပြောနေတဲ့အချိန်တွင်ဆွေရမိခင်ကြီးကသူ့သားလေးကျွလွန်လှုပ်ပေးဖို့ရဲ့နောက်ဆုံးအနေနဲ့တစ်ခေါက်လောက်တွေ့လို့ရရင်တွေ့ကျင်တဲ့အကြောင်းကိုပါပြောလာတော့ကျုပ်နဲ့ဘိုးကတယောက်မျက်နှာတယောက်ကြည့်မိရဲ့အထိပဲ ဒေါ်မင်းကနေစလိုက်တဲ့ကိစ္စကဒေါ်ကျစ်စီရောက်ပါရောလားကျောက်တော်တွေအတော့ကိုခေါင်းခဲစာတွေဖြစ်လာရပေါ့ဗျာဆရာကြီးနဲ့ညီလေးကျောက်တော်ကသူ့တဲ့ဒေါ်မင်းလိုသူ့ရဲ့သားလေးကိုတွေ့ကျင်တယ်လို့ပြောတယ်။ကိုကြီးပေးခဲ့ရင်သူ့ရဲ့စည်းစိမ်တွေဘလောက်ကုန်ကုန်နဲ့ဗျဆရာကြီးကိုဆရာကတော်ကပါညှို့တာဆိုတော့အစွမ်းတမ်းပဲကျောက်တော်သိပါတယ်ကျောက်တော်ကိုကိုကြီးပေးပါဗျာအင်းချက်ချင်းကြီးတော့အဆင်မပြေချင်ဘူးမောင်ရဲရပါတယ်ဆရာကြီး ဆရာကြီးဘယ်လောက်အချိန်ယူပါဗျရပါတယ်။อืม၂ရက်၃ရက်လောက်ဆိုရင်တော့အဆင်ပြေနိုင်မယ်ထင်ရဲ့။ရပါတယ်ခင်ဗျာ။စာရေးတောင်းရေးနေရေးတိုင်ကိုလည်းမပူပါနဲ့။ကျတို့အကုန်စီစဉ်ထားပြီးပါပြီ။အမှန်ဆိုအလူတန်းလေးလို့အများတန်းပေးဝင်ပြီးနေပြီနော်။ဟုတ်ပါတယ်ဆရာကြီးရဲ့။ဒါပေမဲ့ကျုပ်အတော်မှာตาလေးတောက်တယ်ရှိရ။စကားကလည်းမပြောတတ်ဘူး။သနာဖို့ကောင်းပါတယ်ဗျာ။သူ့သားကိုနောက်ဆုံးတစ်ခေါက်တွေ့ကျင်နေရသူတို့ကအမေတစ်ခုသားတစ်ခုမို့ပါဆရာကြီး ဖိုးကကရှောင်းလဲလို့မရမှန်းသိရောကျောက်ကိုငဲဆောင်ကြည့်ရဲ့ပြီးတော့မင်းငေါ်ပြတယ်ဗျာဘယ်လိုလုပ်ကြမလဲပေါ့ကျောက်လက်ကနာတွေးလိုက်တယ်လွတ်လပ်လည်းရှိအောင်လို့ရွာပြင်သင်းဆိုင်ကဇီးရက်စီကိုစိုင်ငန်းနဲ့သွားပြီးဦးတောက်ကြီးလိုပဲလုပ်မယ်လို့စဉ်းစားလိုက်ပြီးတော့ကဲကိုထိတ်ကြည့်ရဲ့အရင်တခါလိုမော်တော်ဆိုင်ကြီးကိုဇီးရက်ပို့ပေးပါအောင်ပို့တာကပို့ပေးပါမယ်လိုက်တော့မအိပ်ရတော့ဘူးနော်ဟိုတခါကအသက်ပါမသွားတာကံကောင်းညတော့ကမကြောက်ပဲအခုမှဘလို့ဖြစ်တာလဲညအရေးကိုဝင်ပုံးနေရလေ ရက်မှာကအကောင်လိုက်ကြည့်မြင်ရတာ။လိုက်မအိရဲဘူးဆိုတော့လေလိုက်မအိနဲ့ပေါ့ဗျာ။မော်တော်ဆိုင်ကယ်ကြီးကိုတော့ပို့ပြီးအောင်။အဲ့လိုနဲ့ပဲကျုံတဲ့ဘိုးကလည်းဒေါ်ချင်းနဲ့ဒေါ်မြင့်ကိုသူတို့သားပြီနဲ့နောက်ဆုံးချိန်တွေ့ခွင့်ရအောင်လှုပ်ပေးမယ်လို့ပြောလိုက်တယ်ပေါ့ဗျာ။ကိုထိတ်ကြီးကတာဝန်ကြီးရဲ့ဗျ။သူ့ရဲ့အပေါင်းပါပြီနဲ့မော်တော်ဆိုင်ကယ်ကြီးကိုစီးပြီးဇီးရက်စီသွားဖို့ပေးထားတယ်။မိုးတော်မချုပ်သေးပါဘူးဗျာ။ကျုံတဲ့ဘိုးကလည်းထမင်းစောစောစားတော့ပြီးနေဝင်ချိန်ကိုရောက်တော့တင်ဆိုင်ဇီးရက်စီသွားလိုက်တယ်။ ဆောင်းကောင်းနဲ့ရင်းရွေးအိုရင်းရွေးပကံတွေပါယူသွားပါဗျာ။ဇရက်စီရောက်တော့ကျုပ်တို့လည်းဇရက်ပေါ်တန်ရှင်းလေးလှုပ်ဖျောင်းလိုက်ကို မီးရင်လေးနဲ့ထွန်ထားပြီးရင်းရွေးကြံနဲ့ကြားကွက်လေးနဲ့ဟန်ကြနေရပေါ့။မော်တော်ဆိုင်ကယ်ကြီးကိုတော့ဇရက်အောင်မှာယက်ထားလိုက်တယ်။ဘိုးကလည်းကျုပ်ကြားကွက်ထိုးကစားနေရင်နဲ့စကားပြောပြကြတယ်။ဘိုးကဘလို့လောက်ကြမလဲ။မင်းအကွက်ရွှေ့ရတော့အပြော့ပါကွာ။အဲ့တော့ပြောမှာမဟုတ်ဘူးဗျ။ဟိုဆိုင်ကယ်တရေပြေကိုဘလို့လောက်ရမလဲမေးတာ။အချိန်တိုင်တော့နဘိန်ကန်နေမယ်ကွာ။ ဘိုးကသဘောပဲဗျာကဲကြားပဲဆက်ထိုးတာပေါ့ဖះနဲ့တထုပ်လုံးတော့ပလာတာအဲ့လိုနဲ့ကြုတ်တော့လေအပူပင်ကင်းစွာနဲ့ကြားထိုးနေကြတယ်အချိန်တွေကလည်းတပြေးပြေးကုန်လာတယ်ကျောင်းနဲ့ဘိုးကလည်းကြားထိုးရတာညောင်းလာပြီဆိုတော့ကြားမထိုးတော့ဘူးယောက်ျားပေါက်ကြစကားတွေပဲပြောကြပေါ့ဆက်နေငါမြင်လဲမောင်းတော့ကဆိုမလောက်ကျန်တဲ့လမ်းဖြစ်ဖြစ်သွားတာပဲကွာဘိုးကမဆနာတာပဲဟာဘာလို့လဲကွာဘိုးကကမြင်းလဲပေါ်ကနေလိုက်ရတာလေ အောက်ကလဲကိုဆွဲနေရတဲ့မြင်းလေးတွေခမညာအဲ့လောက်တန်းတဲ့လမ်းမှာဘယ်လိုအဆင်ပြေမလဲဟက်ကောင်ရအဲ့လိုလမ်းကျန်းတာကိုပြောအောင်မဟုတ်ဘူးတစိတရဲတွေခြောက်လန့်တာကိုပြောတာဩအဲ့လိုကျန်းတာလားအေးဆိုတခါကွာအင်းပြန်ကျန်းတဲ့လမ်းကိုငါတောက်တဲ့ဖြတ်ရရဲမှောင်လဲမှောင်နေပြီကွာမင်းတည့်ရဲ့အတိုင်းပဲဒိုးနယ်ဘက်ကလမ်းတွေကကိုကိုပင်တန်းတွေနဲ့အုံဆိုင်နေရလေလာတာရင်တော့အရေးကြနေလာရိတ်မရမဟုတ်လားဟုတ်တယ်ဘုကငါတယောက်တည်းမြင်းလဲလေးမောင်းနေတော့ ငါကောင်ကြီးငါလည်းစိတ်ကတိတ်ငြိမ်ထင်ပါရဲ့ကွာနောက်ကိုပြန်နေကြည့်လိုက်မိရငါမြင်းနေပေါ်မှာခေါင်းပြက်ကြီးပလာတာကွာဘိုးကကသူ့ကြောင့်မူတဲ့တရေအကြောင်းကိုပြောနေရဗျရောက်နေတာကလည်းတင်ဆိုင်ကုန်းကဇေယသူကသူ့မြင်းနေပေါ်ကခေါင်းပြက်ကြီးအကြောင်းပြောနေရောသူ့ရဲ့နောက်ကျောမှာခေါင်းတစ်ချံပက်နေတဲ့တယောက်နဲ့ဇက်ကျိုးကြနေတဲ့တရေနှစ်ကောင်ဇေယပေါ်တက်လာတယ်ဘိုးကကတော့ပြောကောင်းနေတော့ပြောကျုပ်တရေနှစ်ကောင်ကိုကြောင်ငင်းနေရင်ကဘိုးကကပြောလိုက်တာပေါ့ခေါင်းမပြက်ဘူးခေါင်းကတစ်ချံတစ်ချံပက် ဟဲ့စန်နေငါကကိုရင်ကြုံခဲ့ရပါကွာခေါင်းကပြက်နေရမပြက်ဘူးတချမ်းနေမင်းကကြုံခဲ့ရတဲ့ငါတည်းသိအောင်ပါလားဘိုးကကကျုပ်ကိုဒေါသကြီးထွက်နေတရားပြောအဲ့ဒါနဲ့ကျုပ်လဲသူ့နောက်ကိုလက်ညှိုးထိုးပြလိုက်ပြီဘိုးကနောက်နောက်မှာဘာတော့ကဟဲ့တောက်လို့တော့တဲ့ဟာကျုပ်ကအဲ့ဒါကိုပြောတာကျုပ်နဲ့ဘိုးကလည်းဘိုးတိုင်မိတဲ့သားဖြစ်သွားတယ်ပြီးတော့ကျုပ်တို့နဲ့မလန်မကန်မှာရက်နေရဲ့တဲ့ရဲ့နှကောင်ကိုမိလိုက်တယ်ဘာဘာလို့ကျင်းလို့တော့ ခမည်းတော်ပဲကျုပ်တို့ကိုတွေ့ကြတော့တရုတ်ခေါ်လာတာမဟုတ်လားအဲ့ဒါဆိုမင်းတို့ကငါ့တာမို့နောက်ကကောင်ကလွင်ဆိုအေးမင်းတို့ငါတို့ကတွေ့ကြနေမှာမဟုတ်ဘူးမင်းတို့အမေညောက်ကနောက်ဆုံးလည်းတွေ့ကြနေရငါတို့လည်းငါတို့အမေတွေကိုတွေ့ကြတာပေါ့ဒီပုံစံကြီးနဲ့တော့ငါတို့မတွေ့ကြပါဘူးတရေတာမို့ကအဲ့လိုပြောလာတော့ကျုပ်ဖြင့်သူတို့ကိုကြောက်လန့်ရမယ်အစားတနာသွားတယ်အတွေ့အကြုံများနေရောလေတိတ်မကြောက်တော့တဲ့အနေမှာပေါ့ဘိုးကကလည်းတရားရှိရဲ့ပြုံးကနေမြင်လိုက်ကြလို့သာလန့်သွားတာ ဘိုးကကခဏတွေးနေရဲ့ဗျပြီးမှတရဲနှစ်ကောင်ကိုကြည့်လိုက်ပြီမင်းတို့အရင်လူဘွားကပုံစံကိုမပြောင်းနိုင်ဘူးလားငါတို့မပြောင်းနိုင်ဘူးတေတုံးကပုံစံပဲဒီဘွားမှာပေါ့နေရယ်ဒီအနေထားချင်းနဲ့တော့မင်းတို့မိဘတွေကိုတွေ့လို့အဆင်ပြေမှာမဟုတ်ဘူးအဲ့ဒါကြောင့်ငါတို့ရှိနေမယ်ဆိုင်ကယ်မှာနေပြီးဆက်နှိုးပြမီးထွန်းပြလုပ်နေရတာငါတို့အမေတွေကိုဒီပုံစံမြင်စေချင်လို့အဲ့ဒါဆိုဒီလိုလုပ်ကွာငါမေတ္တာဘာဝနာပွားများမယ်မင်းတို့ကိုမေတ္တာပို့ပေးမယ် င်းတို့ရဲ့အတွေးမှာလဲဆိုင်ရကိုမဆွဲနဲ့တော့မင်းတို့ရဲ့မိဘတွေကိုကိုညီကက်ဖို့တာလေးပဲတွေးနေဘလို့လဲဘိုးကပြောတော့တရေနှကောင်ကကောင်းကြီးပြတယ်ဘိုးကကအနန္တဆက်ကြဗလာအထိမေတ္တာပို့ပြီးတော့တရေတာမုန်နဲ့တရေလွင်ဆိုးတို့ကိုရှိဆိုပြီးမေတ္တာဘာဝနာပွားနေရင်တနားရီကျော်ကြတော့လွင်ဆိုးရဲ့ကောင်းကပြန်တက်လာတယ်တာမိုးရဲ့တချမ်းနဲ့တော့ခေါင်းကလည်းတဖြည်းဖြည်းနဲ့ပြေးလာတယ်။ရုပ်တွေကိုကြည့်ရတာလည်းတော်တော်အဆင်ပြေသွားပြီဗျာ။ဖြူဝဲဖြူရော်ဖြစ်နေတာကလွဲပြီးတာမန်လူတယောက်တို့ဖြစ်သွားတယ်။ သူတို့နှစ်ယောက်လုံးနဲ့သူတို့လက်နဲ့သူတို့မျက်နှာတွေခေါင်းတွေကိုကန်ကြည့်ပြီးဝမ်းသာနေကြတယ်။နောက်တော့ဘိုးကာကိုထမ်းပြီးရှေ့ကိုကြပါလေရော။ဘိုးကာကလည်းမျက်လုံးမှိတ်ပြီးမြေတားပို့ရကနေမျက်လုံးပြန်ဝင်ပြီးတာမိုးနဲ့လွင်ဆိုးတို့ရဲ့ပုံတတန်တွေကိုမြင်ပြီးဝမ်းသာနေရဲ့။ပြီးတော့ဆုံးမစကားပြောတယ်။မင်းတို့တွေကအကုသို့တွေမများပါဘူးကွာ။အဆွေးကြောင့်သာဒီဘက်ကိုရောက်နေရတာ။မင်းတို့မိဘတွေအလူတန်းလှုပ်ပြီးရင်တာတို့ခေါ်ကြနော်။စိတ်ကြပါဆရာကြီး။ကျုပ်ပြန်လေ။ ဆရာကြီးမြေတာပို့နေတာတွေ့ရပြီးတော့တကယ်ကိုအေးချမ်းနေရပြီးတော့ကျုပ်အမေကို ထမင်းခူးကျွေးနေတာခြေစုပ်လက်နဲ့ပြုတ်ပေးနေတာတွေကိုအမက်ရပြီတိတ်မကြပါဘူးအခုလိုပုံစံပြောင်းသွားတာပဲတာမိုးကအဲ့လိုပြောတော့လွင်စိုးကလည်းပြောတယ်ဗျကျုပ်လည်းကျုပ်မေဥပုသ်ဆောင်သွားလိုက်ပို့ခဲ့တာကိုအမက်ရတယ်ပြီးတော့ကျုပ်အမေကိုလှုပ်အားကရလို့ပြန်ပေးခဲ့တာတွေကိုအမက်ရတယ်ဗျသူတို့ပြောနေရတွေကိုနားထောင်ပြီးတော့ကျုံနေဘိုးကကတော့ဝမ်းတာနေရပေါ့တောင်ဘိုးကဆက်ပြောတယ်ဗျ။ဆရာကြီး ဒီပုံစံနဲ့ဆိုကျုပ်တို့အမေတွေကိုတွေ့လို့ရပြီ။ရပြီပေါ့။ကဲသွားတွေ့ကြ။ဒီတိုင်းသွားလို့မရဘူးဗျ။ကျုပ်တို့ကဆိုင်ငယ်မှာစွဲနေရဆိုတော့ဆိုင်ငယ်နဲ့မှသွားလို့ရမှာ။ဟိတ်ကောင်တွေကဆိုင်ငယ်ကိုစွဲနေတော့မယ်လား။နည်းနည်းပဲစွဲတာပါဆရာကြီး။ငါတို့ကတုံးဖို့ပေးရအောင်ပါလား။အလောက်ထိလည်းမလိုပါဘူးဆရာကြီးရဲ့။ကျုပ်တို့ကိုတစ်ခုလောက်ပဲထပ်ကူညီနိုင်မလား။ကူညီနိုင်တော့ပေါ့ကွာ။တကယ်တော့ဆရာကြီးတကယ်တကယ်ဘိုးကကတကယ်လို့ပြောလိုက်တာနဲ့တာမိုးပြောက်သွားတယ်။ တာမိုးပြောက်သွားပြီမကြဘူးဘိုးကကစက္ကနေတုံသွားပြီမတ်တက်ရက်လာတယ်ပြီးတော့ကြံရရဲ့လွင်ဆူကိုကြည့်ပြီဟဲ့ကမင်းမလုပ်နေရလဲဟိုလူတဲကိုဝင်လိုက်လေဇကာဆုံတာနေကျုံနဲ့မလန်မကက်မှာရက်နေရဲ့လွင်ဆူကစက္ကနေပြောက်ပြီကျုပ်ခန္ဓာကိုယ်ရဲကိုဝင်လာတယ်အေးဆက်ဆက်အထီးတွေနဲ့မြင်ကွင်းတွေပါပြောင်းသွားရပြို့ကျုပ်ကတိရောတိနေရဲ့ဒါမှမဟုတ်ကျုပ်စကားမပြောပဲဗဇက်ကအလိုလိုထွက်နေတာမျိုးဗျကျုပ်သိလိုက်ပြီဒါကျုပ်ရဲ့ကိုယ်ရဲကိုလွင်ဆိုးဆိုတဲ့တည်းရဲ့ဝင်သွားတာပဲပေါ့ ကြောက်အောင်မြင်သာမြင်နေရတာကိုခန္ဓာကသူ့ဘာသာလှုပ်ရှားနေရဲ့အေးတာမိုးဝင်ပုန်းကြီးရဲ့ဘိုးကကကာယာကာယာနဲ့ဇဲအောင်စင်ပြီးမော်တော်ဆိုင်ငယ်ကြီးကိုတက်ခွာတယ်ဗျသူ့ခန္ဓာကိုပမိန်တဲတဲလေးနဲ့မော်တော်ဆိုင်ငယ်ကြီးနဲ့ဆိုတတော်ကိုမလိုက်မဖက်ဗျဟောဗျကျုပ်ကလည်းဇဲအောင်စင်ပြီးဘိုးကနောက်ကလည်းမော်တော်ဆိုင်ငယ်ကြီးကိုတက်ခွာလိုက်တယ်ပြီးတော့ဘိုးကကမော်တော်ဆိုင်ငယ်ကြီးကိုမောင်းလိုက်တာတန်းနေရပဲဗျအားလုံးအစင်ပြေသွားပြီဗျအဲ့ညကကျုပ်တို့ကိုတာမိုးနယ်လွင်ဆိုအတုံးချသွားတာလေဗျ ဘိုးကဆိုနောက်နေ့ကိုလက်တွေကြိုက်ခဲ့လို့ကျောက်ပြင်နှိပ်ပေးလိုက်ရတာကြိုက်မှာပေါ့အဲ့ညက်ကတကောင့်သားတရေနဲ့ကံကအခွင့်ရရပြီဆိုပြီးမော်တော်ဆိုင်ကနေရွာကိုပတ်နေသေးတာလူတွေဝိုင်းထွက်ကြည့်မှာပဲအင်ကိုပြန်မောင်းလာခဲ့ရဆိုပဲနောက်တနေ့မနေ့ဘိုးကပြင်ရှက်လွန်လို့မမလင်းသေးဘူးចောင်းကိုပြန်မို့လှုပ်တော့တာပဲကိုထိတ်ကြီးကလည်းသူ့ညီကျွတ်တန်းဝင်တော့မယ်ဆိုတာသိရောဝမ်းသာပြီးတော့ကျုပ်တို့ကိုလိုလေသေးမရှိ အကုန်လှုပ်ပေးရဲ့ဒေါ်ချင်းနဲ့ဒေါ်မြင့်ကတော့စုပ်ပွေရာမရှိပေါ့ သူသားတွေကိုလူဘွားကပုံစံအတိုင်းတွေ့ရစကားပြောရလို့ကျဉ်းနှံနေတယ်။အမြဝရင်တာတူးခွန်မယ်လို့ပြောတော့သူတို့တွေဝမ်းသာမြေတွေကြားကြတယ်ဆိုပဲအဲ့ဒါတွေကသူတို့ပြန်ပြောပြလို့ပါဗျာ။ကျုပ်တို့ကတော့တကောင်သားတရေနှစ်ကောင်ရဲ့လက်ချက်နဲ့ကိုလက်တွေကြိုက်ခန်းနေလို့တန်းအိပ်ပြောသွားတယ်။အရှက်ကြီးရဲ့ဘိုးကတရအသက်ကြီးမှညာကြီးချိန်မတော် မော်တော်ဆိုင်ငယ်ရှောက်စင်းနေရဆိုပြီးပြောခင်ရမှာဆိုလို့ကိုထိတ်ကြီးစီစဉ်ပြီးတဲ့မြင်းနဲ့မုံမလင်းသေးခင်မှာထွက်လာခဲ့တယ်ပေါ့ဗျာ။ဘာပဲဖြစ်ဖြစ်တာမိုးနဲ့လွင်ဆိုးတို့ ျွတ်လွတ်တော့မှာကိုကျုံ့နဲ့ဘိုးကအတိုင်းမသိဝမ်းမြောက်မိနေပါတယ်ဗျာ။ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့မောင်စနေနေ့မော်တော်ဆိုင်ကယ်တရေဆိုတဲ့ဇလံလေးကိုတော့ဒီလောက်နဲ့သာအဆုံးသတ်လိုက်ရပါတယ်ရှင်။မကြမီမောင်စနေနေ့တကြီးနဲ့တကြီးအမည်ရတဲ့ဇလံလေးကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့တွင် channel လေးကို like and subscribe လေးလုပ်ထားပေးဖို့တောင်းဆိုလိုက်ပါတယ်ရှင်။